အားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်နားဆင်ပေးကြပါအောင်ရှင်။သုံးနိုင်ငံခေတ်အခန်း82ဆုံချောင်းဒီဝီပီဩစာကိုနာခံကဂုံတိန်ကိုတွေကိုလက်ခံခဲ့ခြင်းပထမဧကရတိဝူကိုတိုက်ကတမ6ခုတို့ကိုဆွလက်များပေးခြင်း။ចောင်းဘူးနဲ့ပထမနှစ်ရှစ်လပိုင်းတွင်ပထမဧကရတိ စစ်တပ်တို့ကိုဥဆောင်ပြီးခွေခံတမတစဉ်ပိုက်တိချံမြို့တွင်စခန်းချသည်ထိုအချိန်တွင်ဘူဖတ်မသူကဲ့ချင်းရောက်လာကြောင်းကိုသိတော်လဲဝင်ခွင့်မပြုခဲ့ပေတို့တော့ဟွမ်ချုံမသူညီကဧကရိရဲ့ဝန်ကြီးချုပ်ဖြစ်နေတော့သူလာတာကအရေးကြီးတဲ့အကြောင်းအရာကြောင့်လာတာပဲဖြစ်ရမယ်ဒါကြောင့်ဧကရိကသူနဲ့တွေ့ပြီးသူဘာပြောတယ်လဲဆိုတာကိုနားထောင်တဲ့သူပြောတာကိုလက်တင်ခံရင်လည်းလက်ခံပြီးညင်းတင်ရင်လည်းညင်းပါ ဒါအပြင်သူကနေတဆင့်ဧကရစ်ကစွန်းချွန်ကိုအပြစ်ထင်ပေးဖို့ရောက်လာတာဖြစ်ကြောင်းစွန်းချွန်သိအောင်လုပ်လို့ရတယ်။ထို့ကြောင့်ဇူကဲချင်းကိုဝင်ခွင့်ပြုလိုက်သည်။တန်တမန်သည်အတွင်းသို့ဝင်လာပြီးသည့်နောက်တွင်အယူသည်ပြုလိသည်။ဇူကဲချင်းခမယာအဝေးကြီးကရောက်လာတာဟာဘာအကြောင်းကြောင့်လဲ။ကျွန်တော်ညီဟာဧကရစ်လက်အောက်မှာအမှုထမ်းခဲ့တာနစ်တော်ကြပါပြီ။ကျွန်တော်အသက်ဆုံးပြေလာတာဟာကျင်းကျူးနဲ့ပတ်သက်တဲ့ကိစ္စကိုဆွေးနွေးဖို့ဖြစ်ပါတယ်။ ပွားရီချင်းကျုံမှာရှိစဉ်တုန်းကကျွန်ုပ်တခင်ကမိသားစုတစ်ခုထိမ်းမြားပြီးမဟာမိတ်ဖွဲ့ဖို့အချိန်ပေါင်းများစွာစ조사ခဲ့ပုံတယ်။ဒါပေမဲ့ညင်းပယ်တာကိုခံခဲ့ရတယ်။ပွားရီစစ်ကူပေးဖို့အချိန်ချင်းအခါခါစာရေးပြီးတောင်းဆိုခဲ့တယ်။ဒါပေမဲ့ညင်းပယ်တာခံခဲ့ရတယ်။ပွားရီကရှမ်းရံကိုတိုက်တော့၆၆ကကျွန်ုပ်တခင်ကိုစစ်ကူပေးဖို့အချိန်ချင်းအခါခါစာရေးပြီးတောင်းဆိုခဲ့တယ်။ ဒါပေမဲ့နေစားကြီးကလက်မခံခဲ့ဘူး။ဧကရရဲ့ညီဖြစ်သူနဲ့လူမောင်သားကရန်ညိုးကြောင့်သာအဲ့ဒီတိုက်ပွဲကဖြစ်ခဲ့တာဖြစ်ပြီးကံမကောင်းစွာနဲ့အောင်မြင်သွားခဲ့တယ်။ကျွန်ုပ်တခင်ကဒါနဲ့ပတ်သက်ပြီးအင်မတန်စိတ်မကောင်းဖြစ်နေပါတယ်။အခုလူမောင်လည်းတည်သွားပြီဆိုတော့ရန်ညိုးကသူ့နဲ့အတူပြီးဆုံးသွားခဲ့ပါပြီ။ဒါအပြင်စွန်းအမျိုးသမီးကလည်းဧကရကိုလွမ်းဆွတ်နေပြီးဧကရထံပြန်လာလိုပါတယ်။ဒါကြောင့်ကျွန်ုပ်တခင်ကစွန်းအမျိုးသမီးကိုပြန်ပို့ပြီး တစ္ဆာဖောက်၂ရောက်ကိုလည်းပြန်ပေးပြီးတော့ကျင်းကျိုးကိုပြန်အပ်ဖို့ဆန္ဒရှိပါတယ်။ကျွန်တော်တို့တွေသာရန်ညိုးတွေကိုခေါဝါချပြီးပူပေါင်းမယ်ဆိုရင်နန်းလှူသွားတဲ့၆ဖီကိုအပြစ်တန်ပေးနိုင်မှာဖြစ်တယ်။ခမရတို့အရှိဘူကလူတွေကကြုံညီကိုတတ်လိုက်ပြီးဒီစင်ချီတွေလာပေးရဲသေးတယ်။ကျွန်တော်ကပုံပြီးအရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပဲဆွေးနွေးကြတာပါ။အရှင်မင်းကြီးကဦးကြီးတော်ဖြစ်ပြီး၆ဖီကထီးနှံကိုလူယူလိုက်တာကိုတောင်မှအဲ့ဒီလူကိုခြေဖို့မှမစူးစမ်းပဲ မျိုးရိုးနာမည်မတူတဲ့ညီးဆိုတဲ့သူအတွက်နဲ့ပဲရှေးရှုနေခဲ့တယ်။ဒါဟာလက်အောင်ငယ်သားတွေအတွက်ခေါင်းဆောင်ကိုဥပခါပြူတာဖြစ်ပြီးအသေးအဖွဲအတွက်နဲ့ပဒါနာကိုလက်လွတ်တာဖြစ်တယ်။အလဲပိုင်းဒေတာကဒီတိုင်းပြည်ရဲ့အခြေပြန့်ဆုံးအပိုင်းဖြစ်ပြီးလော့ရတဲ့ချန်အောင်ဆိုတာတခုတည်းသော တီထောင်သူဧကရီရဲ့မြို့တော်ဖြစ်ပြီးကြောင့်တခုကပြန်လည်ထိမ့်သိမ့်သူဧကရီရဲ့မြို့တော်ဖြစ်ခဲ့တယ်။ဧကရီကဒီဟာရီကိုအတိခံထားပဲဘာမှမဟုတ်တဲ့ တင်းကျိုးအတွက်နဲ့ပြဿနာဖြစ်နေရတာလေတနည်းအားဖြင့်ဒါကအရေးကြီးတာကိုပြစ်ပယ်ပြီးအတုံးမဝင်တာကိုရှေ့ရှုနေတာပဲအေဂရစ်ဟာတီနန်းကိုစက်ခံပြီးဟန်တိုင်းပြည်ကိုပြန်လည်တီထောင်ပြီးတော့နေမျိုးတွေကိုငကိုအတိုင်းပြန်ဖြစ်အောင်လုပ်မယ်ဆိုတာတလောကလုံးကလည်းသိကြတယ်ဒါပေမဲ့အခုတော့ဝေးအတွက်မစိုးရင်ပဲဝူကိုတိုက်ဖို့ပဲလုပ်နေခဲ့တယ်ဒါကြောင့်ရွေးချယ်မှုမမှားဘူးကျွန်တော်ကပြောချင်တာပါထိုစကားတော့မှာမိကိုလောင်စာထည့်လိုက်တဲ့ကဲ့သို့ပင်ဖြစ်သည် ကျုံကြီးကိုတတ်ခဲ့တဲ့သူကကျုံနဲ့တလောကထဲမှာနေလို့မဖြစ်ဘူးခမည်းကကျုပ်ကိုစစ်မတိုက်ဘူးပြောတယ်ခမည်းသခင်ကိုတတ်ပြီးမှပဲဒီစစ်ပွဲကိုရက်တက်ရမယ်ခမည်းညီရဲ့မျက်နှာကြောင့်သာမဟုတ်ရင်ခမည်းကိုလည်းသိမ့်တံပေးလိုက်ပါအခုဒါနဲ့တင်တော်ပါတော့အာနာပကွက်သားရဲ့ဓာတ်ကိုခံယူဖို့ခမည်းသခင်လေပင်ကိုအစင်သစ်ဆေးထားလို့ပြောလိုက်ပါသူကကျင်းလေအခြေအနေမဟန်သောကြောင့်တောင်ပိုင်းပြည်နယ်သို့ပြန်ခဲ့သည် ဇူကေဂျင်မရှိတော့အချိန်တွင်ဂျန်ဇောင်မဆုံချွန်အားဇူကေဂျင်ကရှူပြီးအင်အားကြီးမသိတော့ဒီတာဝန်ကိုထမ်းဆောင်တာကိုအကြောင်းပြပြီးထွက်ပြေးပြီးနေတူတယ်။မပြန်လာတော့ဘူး။ကျုပ်နဲ့သူနဲ့ကအင်မတန်ရင်းနှီးတဲ့မိတ်ဆွေတွေပဲ။ကျုပ်ကသူ့ကိုနှိမ်ချမှာမဟုတ်တလို့သူကလည်းကျုပ်ကိုတစ္ဆာဖောက်မှာမဟုတ်ဘူး။သူခြိုက်ဆန်းမှာရှိတော့ကဇူကေလျံလာတော့ကျုပ်ကအကိုကိုအတုံးချပြီးညီကိုကျုပ်လက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ပြောခိုင်းခဲ့ဘူးတယ်။ဒါပေမဲ့ သူပြန်ပြောခဲ့တာကသူကတခြားကူမှပေါ်မှာမဟုတ်တယ်လို့သူ့ညီကလည်းတခြားမှာအမှုထမ်းမှာမဟုတ်ဘူးတဲ့သူတို့တတွေဟာအင်မတန်သစ္စာရှိတဲ့သူတွေဖြစ်တယ်ဒါလောက်ဆိုသဘောပေါက်တော့ပြီသူကကျုပ်ကိုဘယ်လိုသစ္စာဖောက်မလဲကျုပ်တို့ရှင်းနေမှုကအပြင်ကလူစကားကြောင့်ပြက်ပြက်သွားနိုင်တဲ့အရာမဟုတ်ဘူးထို့သူပြောနေစဉ်တွင်ပင်ဇူးကဲချင်းပြန်ရောက်လာကြောင်းသိရသည် ခမရအခုကဘလို့ထင်တယ်လဲ။ကြမ်းကြောက်သည်ရှက်သွားပြီးထွက်သွားလေ၏။ တန်တမာမှပြန်ရောက်လာပြီးအဆင်မပြေကြောင်းပြောသည်တောင်ပိုင်းပြည်နယ်တော့ဘေးတွေ့တော့မယ်သို့တော့လူတို့မှကျွန်တော်ဒီရန်ကနေလွတ်အောင်လုပ်နိုင်ပါတယ်ပြောသူမှအတိုင်ပင်ခံကြောက်ကြီးဖြစ်သည် မိတ်ဆွေကြောက်ကြီးကဘာချမ်းရှိလို့လဲကျွန်တော်စားတဲ့ဆောင်ကိုယူပြီး၆ဖီထန်သွားပြီးတော့ဝေးပြီးကိုဟောင်ကျုံးကိုတိုက်အောင်လုပ်မယ်ဒီလိုဆိုရင် ရှူကကျွန်တော်တို့ကိုတိုက်ဖို့အချိန်ရှိမှာမဟုတ်ဘူးဒီအချမ်းကကောင်းပေမဲ့ ဒါကျုပ်တို့ရဲ့ဂုံတိတ်ခါကကြမသွားနိုင်ဘူးလားအဲ့ဒီလိုဖြစ်သွားရင်ကျွန်တော်မြစ်ထဲကိုခုံချလိုက်ပါမယ်တောင်ပိုင်းပြည်ကလူတွေကိုမျက်နှာထပ်မပြတော့ဘူးဆုံးချွန်ဒီကျင်းနေသွားပြီးသူ့ကိုယ်သူဝန်ကြီးဟုတုံနှုံးကစာတစောင်းကိုရေးခဲ့သည်ကြောက်ကြီးမှထိုးစားကိုယူပြီးဝေးပြည်ဤမြို့တော်ရွှေချမ်းတို့သွားခဲ့လေသည်ထိုမြို့တော်သို့ရောက်တော့အထက်တန်းဝန်ကြီးဇာရွှေနှင့်တွေ့သည်နောက်ရက်ညီလာခံတွင်ဇာရွှေမှအရှိဘူးကအစ်မြင့်အရာရှိကြောက်ကြီးကစာတစောင်းနဲ့အတူ ပေါ်လာပါတယ်။ချောင်းပြီမပြုံးပြီးဒါရှူတက်တွေကိုတိုက်ဖို့တုတ်တို့ကိုအကူညီတောင်းတာပဲ။တော်တော်ကြောက်ကြီးကိုစင့်ခေါ်စီပြီးတန်တမန်ဝင်လာပြီးတဲ့နောက်ဒူးထောက်ကအယူသည်ပြုတ်ပြီးစာကိုပေးလိုက်သည်။ထိုးစာကိုဖတ်ပြီးနောက်ချောင်းပြီမနေစားကြီးကဘလူလူမျိုးလဲ။ညံကောင်းခြင်းချင့်ချိန်ဆုံးဖြတ်နိုင်ခြင်းအမျိုးအမြင်ရှိခြင်းရဲရင်ခြင်းအားနှက်ခြင်းစတဲ့အချက်တွေနဲ့ပြည့်စုံတဲ့သူဖြစ်တယ်။ ခမည်းမြောက်ပြမှုကစိတ်မပါတယ်လို့ပဲကျွန်တော်အလွန်အကျွံမပြောချင်ပါဘူးကျွန်တော်တခင်ကမတူညီတဲ့အချိန်မှာမတူညီတဲ့အရေးချင်းတွေကိုထုတ်ဖော်ပြသသူသာဖြစ်တယ်။သူကအမှုထမ်းတွေအများကြီးတဲ့ကမှလူစုကိုအသုံးချခဲ့တယ်။ဒါကညံကောင်းချင်းကိုပြသတာဖြစ်တယ်။ဒါအပြင်လူမောင်ကိုတပ်ဖွဲ့တွေအားလုံးရဲ့ဒေနာပတိအဖြစ်တာဝန်ပေးခဲ့တယ်။ဒါကသူ့ရဲ့ချင်းချင်းဆုံးဖြတ်နိုင်စွမ်းပါပဲ။သူရွေးချင်းကိုဖမ်းပြီးပေမဲ့ဘာမှမလုပ်ခဲ့ဘူး။ဒါသူ့ရဲ့သဘောထားကြီးမားမှုကို ပြတာလာပဲဒါအပြင်ကျင်းကျုပ်ကိုတိမ်းရမှာပြည်သူတွေကိုတတ်ဖြတ်ခြင်းမရှိပဲတိမ်းနိုင်ခဲ့တယ်ဒါသူ့ရဲ့အမျိုးအမြင်ကြီးခြင်းပဲဖြစ်ပါတယ်ဒါအပြင်သူကမြစ်သုံးသွယ်ကို ထိမ့်သိမ့်ပြီးလောကရဲ့လေးစားမှုကိုရယူခဲ့တယ်ဒါကသူ့ရဲ့ရဲရင့်မှုပဲဖြစ်တယ်နောက်ဆုံးမှာတော့သူကဧကရရဲ့ဩဇာကိုနာခံပြီးအခုအညီတောင်းခဲ့တာဒါသူ့ရဲ့ပါနှက်မှုပါပဲကျွန်တော်ပြန်ခဲ့တာတွေအကုန်လုံးကိုရှင်းပြနိုင်တယ်မဟုတ်လား ဒါဆိုရင်သူကစားပေးအရာမှကိုထူးချွန်သလားသူကစစ်တင်ပေါ်ပေါင်းတပေါင်းကိုဥစည်းသူဖြစ်ပြီးတော့တန်ပေါင်းများစွာသောတပ်တွေကိုကုတ်ကဲတဲ့သူဖြစ်တယ်ဒါအပြင်သူ့ကိုကူညီမဲ့လူတော်တွေပညာရှိတွေအများကြီးရှိပြီးသူ့ရဲ့အုံနောက်မှာအစီအစဉ်တွေနဲ့ပြည်နေတယ်အားလက်တဲ့အချိန်မှာ သမိုင်းတွေ ရာဇဝင်တွေကိုဖတ်ပြီးအဲ့ဒီကနေပညာတွေကိုလေ့လာနေခဲ့တယ်သူကကောင်းမွန်တဲ့ခေတ်အကြောင်းကိုပဲမှတ်ပြီးနမေကြီးစာကြောင်းလောက်ကိုပဲစက်မှတ်ခဲ့တဲ့သူမဟုတ်ဘူးကျုပ် ဘူးကိုအနိုင်ယူနိုင်မယ်လို့ထင်သလားတိုင်းပြည်ကြီးကတိုက်ခိုက်ဖို့တပ်သားတွေရှိတယ်လို့ပြည်ငယ်ဟာလည်းခုခံမှုနှိမ့်နှံ့တွေရှိပါတယ်ဘူးကဝေပြည်ကိုကြက်သလားဘာကြောင့်အဲ့ဒီလိုထင်ရတာလဲကျွန်တော်တို့မှာစစ်တီတန်ပေါင်းများစွာရှိပြီးဟန်မြင့်ရဲ့ဟန်မြင့်နဲ့ရန်စင်မြင့်တခြားမှာခံတက်တွေရှိတယ်အခုလိုဝန်ကြီးလိုလူမျိုးဘူးပြည်မှာဘယ်နှယောက်ရှိတယ်လဲ အရှင်မင်းကြီးလက်အောက်ငယ်သားတွေလူထူးချွန်ပြီးအရေးအချင်းရှိတဲ့ဝန်ကြီးတွေကအယောက်တရာလောက်ရှိပြီးကျွန်တော်မျိုးလိုတာမန်သူတွေကမရင်မတွက်နိုင်အောင်ရှိပါတယ်။ချောက်ဖီသည်တက်ပြင်းချကပြောသည်။တခင်ကိုအရှက်မရစေပဲတာဝန်ကိုပြီးဆုံးစေတဲ့သူဆိုတာခမားလူလူမျိုးကိုပြောတာပဲ။ထို့နောက်အမိန့်တော်ကိုထုတ်ပြန်လိုက်ပြီးအခန်းအနားနှင့်ပူဇော်ပတ်သက်ပွဲဆိုင်ရာဝန်ကြီးရှင်းစံကိုတန်တမန်အနေဖြင့်ဝူပြီးတော့သွားစီခဲ့သည် ဆုံးချွန်ကိုဝမင်းသားဟုတမုတ်စီပြီးဂုံတိန်ယတနာကိုးတွယ်ကိုခွင့်ပြုခဲ့သည်ထိုတန်တမန်သည်မြို့ပြင်သို့ထွက်ခါနေလူရဲ့မှဆုံးချွန်ကရှူပြည့်ရဲ့ရန်ကိုကြောက်လို့ဒီလိုလုပ်တာပဲကျွန်တော်အမြင်ကတော့ဝူနဲ့ရှူစစ်ဖြစ်ရင်တပြည်ပြည်တော့ရှုံးမှာပဲအီကူရတာစစ်တပ်ကိုဆီလွပြီးရန်စီမြစ်ကိုဖျက်ပြီးတိုက်မယ်တစ်ချိန်တည်းမှာပဲရှူပြည်ကိုထိုးစစ်ဆင်မယ်ဆိုရင်ဝူပြည်ကရှိတော့မှာမဟုတ်ဘူးဝူမရှိတော့ရင်တော့ရှူပြည်ကိုလည်းအလွယ်တကူ မအောင်မြင်နိုင်ဘူး။ဒါပေမဲ့အခုဆုံးချွန်ကကျုပ်ဘက်ကိုရောက်လာလို့သူ့ကိုတိုက်လို့မဖြစ်ဘူး။အဲ့ဒါလို့သာဆိုရင်တခြားသူတွေကလည်းကျုပ်လက်အောက်မှာတက်ဆာခံမှာမဟုတ်ဘူး။ဒါကြောင့်သူ့ကိုအခုလက်ခံလိုက်ပြီဆိုတော့ဒီနီးတာလည်းအသင့်တော်ဆုံးပဲ။သူကမြင်းပြန်တက်ရဲ့စစ်သူကြီးတာဖြစ်ပြီးဟန်ခိအကုံကနန်ကျင်းတခင်ယာတူးကိုရထားတဲ့သူဖြစ်တယ်။သူ့ယာတူးကနှိမ့်ချပြီးဩစာလည်းမရှိဘူး။ဒါတော့သူကအလေပိုင်းဒေတာကိုလိုချင်သေးတယ်။ ဧကရစ်တာသူ့ကိုဘရင်ပွဲပေးလိုက်မယ်ဆိုရင် သူကဧကရစ်အောက်တဆင့်ပဲနေတော့မှာသူကအမှန်တကယ်တော့လက်နဲ့ချတာလားမပြောနိုင်ဘူးဒီလိုယာဒုကိုပေးလိုက်ရင်သူ့ဩဇာကပိုကြီးသွားမှာပဲဒါကကြားကို အတောင်ပံတက်ပေးလိုက်တယ်လို့ဖြစ်လိမ့်မယ်မဟုတ်ပါဘူးချုပ်ကဝူကိုရောရှူကိုရောကူနေတာမဟုတ်ဘူးသူတို့တတွေစုပ်ယုတ်သွားတဲ့အချိန်ကိုစောင့်နေတာတပြီပြီကတော့အင်အားနေသွားခဲ့ရင်နောက်တစ်ဖွဲ့ကိုခြေမုံဖို့လွယ်သွားပြီ ထပ်မပြောပါနဲ့တော့ထုတ်ဆုံးဖြတ်ပြီးသွားပြီထို့နောက်ရှင်းချန်တီကြောက်ရွံ့နေအတူဘူပြီတို့သွားခဲ့လေသည်ဆုံးချွန်တီသူ၏အမှုထမ်းတို့နေအတူရှူကိုတိုက်ရန်ဆွေးနွေးနေစဉ်ဝေပြေမှတန်တမန်ရောက်လာကြောင်းသိကြသည်စီမင်းစည်းကမ်းများအရာဧကရီအမိန်တော်ကိုယူဆောင်လာသောတန်တမန်ကိုမြို့တော်၏အဝေးမှထွက်ကြရမည်ဖြစ်သည်၎င်းကိုကုယုံကကန့်ကွက်ခဲ့သည်တခင်ကြီးကအထွတ်အထိပ်အုပ်ချုပ်သူအဖြစ်နေသင့်လာ ဝေပြည်ကဘွဲ့တွေယာထူးတွေကိုလက်မခံသင့်ဘူးဟိုအရင်တုန်းကလျူဘန်းတောင်မှရှောင်ရွေပေးတဲ့ဟန်မင်းသားဘွဲ့ကိုယူခဲ့သေးတာမလားဒါတွေကအချိန်လေးကိုကြည့်ရတာပဲဘာကြောင့်ညင်ရမှာလဲဆုံချောင်တီဘာမှမပြောတော့ပဲအမှုထန်းတို့နဲ့အတူတန်တမန်ကိုထွက်တွေ့သည်ဝေပြည်မှတန်တမန်ရှင်းချောင်တီရောက်လာသည်နှင့်တိုင်းပြည်ကြီးကိုကိုစားပြုသူဖြစ်သည့်အလျောက်ဟိတ်ဟန်ထုတ်နေခဲ့လေသည် ြို့ထဲသို့ဝင်သည့်တိုင်အောင်လဲရင်ပေါ်မှမစင်းသဖြင့်စောင်းစောင်းမှကန့်ကွက်သည်အကုံလုံးကယဉ်ကျေးမှုထုံတန်းတွေကိုလိုက်နာရမှာဖြစ်ပြီးဥပဒေကိုနာခံရမှာဖြစ်တယ်ခမည်းကဒီတိုင်းပြည်မှာဓာတ်လက်နဲ့မရှိတရောင်နဲ့ထောင်လွားနေတယ်ထိုအခါမှသာတန်တမန်သည်လဲရင်ပေါ်မှစင်းကစွန့်ချွန်နေပြီးချင်းရှင်ပြီးသွားလေသည်ထိုအချိန်တွင်အနောက်ဘက်မှလူတူသည် အခုကျုပ်တို့ကဝေကိုမတိုက်နိုင်တယ်လို့ရှူကိုလည်းဝါမျိုးလို့မရတော့ဘူး တခင်ကြီးကဝေပြည်ကယာတုကိုလက်ခံတာဟာရှက်စရာမကောင်းဘူးလားထိုပြောသူမှာရွှေရှံဖြစ်သည်ရှင်းချောင်းဒီတပြင်းချကပြောသည်တောင်ပိုင်းနယ်ကခေါင်းဆောင်တွေဝန်ကြီးတွေအားလုံးကဒီလိုဆိုရင်ဝူမင်းသားကတပားသူရဲ့ဩဇာကိုနာခံတော့မှာမဟုတ်ဘူးတော်တော်လေယာဒူးကိုလက်ခံခဲ့ပြီးအမှုထမ်းသူဤဂုံပြုတ်ခြင်းကိုလက်ခံကလပသောကြောက်စိတ်တောက်ပသောပလဲယတနာတို့ကို ဝေပြည်သို့လက်ဆောင်အဖြစ်ပြန်လည်ပေးပို့စေခဲ့သည်ထို့အချိန်တွင်ရှုတက်ဖွဲ့၏တည်င်းရောက်လာသည်ပထမဧကရစ်ဟာမောင်ပြည်ဝူလင်းနှင့်ဘရင်ရှာမုခဲရဲ့လူမျိုးနွယ်စုတက်စုတွေနဲ့အတူရဲမက်တွေကိုဥဆောင်လာနေပြီဒါ့အပြင်တုံးရှိကစစ်သူကြီးနှစ်ဦးဖြစ်တဲ့လူနင်းနဲ့တလူတို့လည်းပါဝင်ပြီးကြီးရေနတန်နဲ့ချီတက်လာပြီးရေတက်ကလည်းဝူခိုကနေထွက်လာပြီးနောက်ကြီးတက်ကကြီးခွေကိုရောက်သွားပြီး ဆုံးချွန်သည့်မင်းသားဖြစ်ခဲ့တော်လဲ PA ဂရမစစ်ကူမပို့သေးပေထိုတည်င်းကိုကြားသောအခါဝူမင်းသားမှဒါဆိုရင်အဲ့ဒီတက်တွေကိုဘယ်လိုရင်ဆိုင်မလဲကျိုးရီဆုံးသွားတော့ကျုပ်မှလူစုရှိသေးတယ်လူစုနေရာကိုလူမန်ကဆက်ခံတယ်အခုသူတို့သုံးယောက်စလုံးမရှိတော့ကျုပ်ရဲ့ပူပင်တော့ကတွေကိုမျှဝေနိုင်မဲ့သူမရှိတော့ဘူးထိုချိန်တွင်ငေရွယ်သောစစ်သူကြီးတူထွက်လာပြီးပြောသည်ကျွန်တော်ကငေပေမဲ့စစ်ပြူဟာအနေငယ်တက်ကြွပါတယ် တပ်မကြီးတချို့နဲ့အတူရှူတက်ကိုချိန်မုံပါမယ်။ထို့သူမှာဆွန်ဟူဤသားဆွန်ဟွမ်ဖြစ်သည်။ဆွန်ဟူသည်ရွေမျိုးမျိုးမှဆင်းသက်လာတော်သူဖြစ်ပြီးဆွန်ချွမ်ဤဖခင်ဆွန်ကြံလက်အောက်တွင်အမှုထမ်းခဲ့သည်။ဆွန်ကြံသည်ထို့သူကိုသဘောကျနှစ်ချိုက်သောကြောင့်သူဤမျိုးရိုးနာမည်ကိုပေးပြီးမိသားစုတစ်ခုတည်းဖြစ်စေခဲ့သည်။ဆွန်ဟူတွင်သားလေးဦးရှိပြီးဆွန်ဟွမ်မှာအကြီးဆုံးဖြစ်သည်။ စွန်းခွန်သည်လေးပြစ်များပြစ်ကျွမ်းကျင်ပြီးစွန်းချွန်နှင့်အတူလိုက်ပါကစစ်ထွက်ပြီးနောက်သူ၏အစွမ်းကိုပြနေသည့်ဖြစ်စစ်သူကြီးရာဒူးကိုရခဲ့သူဖြစ်သည်စွန်းခွန်သည်ထိုအချိန်တွင်အသက်25နှစ်သာရှိသေးသည်သူတို့ကိုဘယ်လိုချိန်မုံမလဲကျွန်တော်လက်အောက်မှာရှဲချင်းနဲ့လီယီလို့ခေါ်တဲ့စစ်သူကြီးတို့ရှိပြီးသူတို့နဲ့ရောက်စလုံးကရဲရင့်တဲ့သူတွေဖြစ်တယ်တပ်ဖွဲ့တချို့နဲ့အတူလူပိတ်ကိုဖမ်းနိုင်ပါတယ်မင်းကရဲရင့်ပြီးမယ်ငယ်ရွယ်သေးတော့အခုအညီလိုအပ်မယ် ထိုအချိန်တွင်ကြားစစ်သူကြီးဇွန်ယန်မကျွန်တော်သွားပြစီဟုပြောရာဆွန်ခွန်ကလက်ခံလိုက်သည်ဆွန်ဟွန်ကိုဘေတံပန်စစ်သူကြီးအဖြစ်ရာထူးပေးလိုက်ပြီးတပ်သားအင်အား9000အပြင်ရစ်တပ်တို့ပါဝင်ပြီးထိုတပ်ဖွဲ့ကိုဆွန်ဟွန်နဲ့ဇွန်ယန်တို့အားပူးတွဲကြီးကြပ်စေခဲ့သည်ရှူတပ်သည်ရီတုတွေစခန်းချထားသည်ဟုအထောက်တော်တို့ထမကြားသိရသောအခါဆွန်ခွန်သည်ထိုနေရာ၏နေဆက်ကိုတပ်သားတဝက်နှင့်တွားပြီးစခန်းသုံးခုချထားစေသည် ထိုအချိန်တွင် ရှူတက်စစ်သူကြီးဟူပေါင်းသည်ရှေ့ပြေးတက်စစ်သူကြီးအနေဖြင့်တပ်တုပ်ကိုဦးဆောင်ပြီးမြစ်ပြင်နေဤနေဆက်သို့ဝင်ရောက်လာခဲ့တော်လဲအတားအဆီးမရှိဝင်လာနိုင်ခဲ့လေသည်သူ့နမည်ကိုကြားယုံနေအားလုံးကလက်နက်ချသွားခဲ့သည်သူသည်တပ်ဖွဲ့တို့ကိုရီတုတွင်တက်ဆွဲထားစီသည်စွန်းခွန်သည်ရီတုနားတွင်စခန်းချထားကြောင်းသိရသောအခါကြီကွေ့တွင်ရှိနေသောပထမဧကရစ်ကိုအကြောင်းကြားခဲ့သည်ဧကရစ်မှဒေါသထွက်ကအဲ့ဒီလူငယ်လေးကကျုပ်ကိုရင်ဆိုင်နိုင်မယ်လို့ထင်တယ်လား 光興嘛。松闯业主がセットチーフィやられて、そうろ、ちのろペがね、やる見ねとりをとわかいてね。ちのこと訓びば。メンバー漏ないでそうだこ、がれじむろ。ほ、ပြောび、エグリマ訓びないで。光興とわとわか、張宝まれとわるちゃんပြောや、エグリマ。だそう、がと2両のとわじゃば。アリエンスロも漏ほ、てりちゃば。とね、のうろ撤とわて。တဖက်ရန်သူတို့ရောက်လာပြီဟုသိသောအခါ စွန်းခွန်တီစစ်ပြူဟာခင်းထားစီပြီးနမဲကြီးစစ်သူကြီးလီဂျီနှင့်ရှဲကျင့်တို့ကိုနေရာချထားသည်ထိုအချိန်တွင်ရှူတက်များသောမှငွေရောင်ခမောက်နှင့်ငွေရောင်တန်ချက်ကကိုဝတ်ဆင်ထားသောစစ်သူကြီးတို့ကိုတွေ့လိုက်သည်အလံမာလည်းအဖြူရောင်အလံကိုထောင်ထားသည်ပထမဆုံးလန်ကန်ထားသောဂျန်းပေါ်မှထွက်လာပြီးကွမ်ရှင်းမှဓာရှိကိုကင်ကာထွက်လာခဲ့သည်ဂျန်းပေါ်မှစွန်းခွန်မင်းတို့ဒီနေ့တိနေစီပြီမင်းကကောင်းကင်ရဲ့တပ်ဖွဲ့ကိုလာတားစီရဲတယ် မင်းအဖေကကောင်းမပါတဲ့မိစ္ဆာပဲမင်းလည်းမကြခင်သူတို့နဲ့တော့တွေ့ရတာမသိဘူးလားចောင်းပေါမထွက်လာတော့အခါစွန်းခွန်ဤနောက်မှာရှဲကျင်ကထွက်လာပြီးတိုက်ခတ်သည်အကွက်40ခန့်တိုက်ပြီးသည့်နောက်ရှဲကျင်ထွက်ပြေးသွားပြီးចောင်းပေါကအနောက်ဘက်မှာလိုက်ပြီးသည်လုတ်ဖို့ကင်ဖက်အချိန်မဟန်သည်ကိုမြင်တော့အခါလေးရည်သည်ငွေရုံပစိန်ကိုကင်လာထွက်လာသည်ចောင်းပေါနဲ့အကွက်20ခန့်တိုက်ပြီးတော့လဲအနိုင်အရှုံးမကွဲပြားပေထို့အခါဝူတက်ဖွဲ့မှထောင်ပြုတ်ဟူသောစစ်သူကြီးသည် ကျန်းပေါက်ကိုများဖြစ်လှမ်းပြလိုက်ရာသူစီးထားသောမြင်းကိုထိမှန်သည်ထိုများတံရကြောင့်မြင်းမှလဲကျသွားပြီးမြင်းစီးနေသောကျန်းပေါက်သည်လည်းပြုတ်ကျသွားခဲ့လေသည်ထိုအခါလီယီမပြုတ်ကျသွားသောစစ်သူကြီးကိုပစိမ့်ဖြစ်ခုတ်ရင်ပြုတ်နေစဉ်အနောက်မှကွမ်ရှင်းသည်ကျန်းပေါက်၏အသက်ကိုကယ်ခဲ့သည်ကွမ်ရှင်းသည်အနောက်ဘက်မှလီယီ၏ခေါင်းကိုဓာတ်ဖြင့်ခုတ်လိုက်ရာခေါင်းပြက်သည်မြေပြင်ပေါ်သို့ကျသွားခဲ့သည် ဂျန်ပေါ့ဤအသက်ကိုကွမ်ရှင်မာကေတင်နေခဲ့ပြီးနောက်ဆက်လက်တိုက်ခဲ့ကြရာဆွန်ခွန်သည်အကြီးအကျယ်ရှုံးနေပြီးတက်ဆုပ်သွားခဲ့သည်။နောက်ရက်တွင်ဆွန်ချွန်ထွက်လာပြီးစိန်ခေါ်ပြန်သည်။ညီနောင်နှုတ်သည်ထွက်လာပြီးတိုက်လေရာဆွန်ခွန်ကလည်းအပြင်းထန်တိုက်သည်။အကွက်30ခန့်တိုက်ပြီးသည့်နောက်ဝေဆွန်ခွန်နောက်ဆုပ်သွားခဲ့သည်။လူငယ်နှုတ်သည်ရန်သူစခန်းသို့လိုက်တိုက်လေသည်။ထို့အပြင်ဟူပေါင်းသည်ဖုန်ရှိဂျန်နန်တို့နှင့်အတူတိုက်ခိုက်ခဲ့သည်။ ຈ້າງປောက်ກະແລທູທູດໍກູກຸນຍີປີ້ໄຕລີອີ້ວູເພັມມາຊິດຈິງນີ້ຍິນຊັນຍາກາຊິດຈິງກູຕັດໄນເຂບີ້ວູຕັດພွက်ຈີພະຢູພະເຍຜິດຕົວແກ່ລີດີတို့တော့光興嘛ပျောက်ချင်းမလားပျောက်နေတဲ့ဖြစ်張爆嘛收引နေခဲ့တယ်။光興တာတခုခုဖြစ်ခဲ့ရင်ကြုံလဲရှင်မှာမဟုတ်ဘူး။ပြီးနောက်တို့ဤလံကောက်ကန်ပြီးအဝေးတို့သွားက光興ကိုရှာသည်။ထိုချိန်တွင်ဘဲဖက်တွင်ဓာတ်ကိုကန်လျက် ညာဖက်တွင်ရန်သူတဦးကိုဖမ်းလာသောကွမ်ရှင်းကိုတွေ့လေသည်သူကဘာတူလဲလမ်းမှာရန်သူတွေ့လို့ဖမ်းလာခဲ့တာထို့သူမှာဇောင်းပေါက်ကိုလှုပ်ကြံရန်စူးစမ်းသည့်ထောင်ယုံဖြစ်သည်စခန်းသို့ပြန်ရောက်သောအခါထို့သူကိုတည်တံပေးခဲ့ပြီးသူ့ဤသွေးတို့ကိုတည်ဆုံသွားသောမြင့်အတွက်လောင်းပေးခဲ့သည်ထို့အောင်မြင်မှုတည်င်းကိုအေဂရစ်ထံသို့တည်င်းပို့ခဲ့သည်ဆုံးဖောင်သည်လီယီရှက်ချင်းနှင့် ထောင်ယုံပြင်တခြားသောအမှုထမ်းတပ်သားပေါင်းများစွာကိုဆုံးရှုံးခဲ့ရသဖြင့်စစ်ဆက်၍တိုက်ရမဖြစ်နိုင်သောကြောင့်ခတ္တရက်နာပြီးမှဝူပြည်ကိုစစ်ကူတောင်းခံခဲ့သည်စစ်သူကြီးစန်းတန်နှင့်ဖုန်ရှိတို့မှဟူပန်အားဝူကအင်အားရုတ်ရုတ်နေတဲ့အချိန်မှာသူတို့တပ်ကိုဝင်စည်းတင်တယ်သူတို့တပိစစ်ရှုံးသွားပြီမဲ့တခြားတပ်ဖွဲ့တွေအများကြီးရှိသေးတယ်ကျူယောင်ရဲ့ရစ်တပ်ကမြစ်ပေါ်မှာရှိနေပြီးအကောင်းပကတိကြီးရှိနေသေးတယ် ျုပ်တို့သူတွေအဲ့ဒါလိုလုပ်ရင်ရေတက်ကကုန်းပေါ်တက်လာပြီးတက်ဆုပ်မဲ့လမ်းကိုပိတ်လိုက်ရင်အခြေအနေပိုဆိုးသွားလိမ့်မယ်။ဂျန်နာမဒါကလွယ်ပါတယ်။အဲ့ဒီလိုရန်သူတွေမဝင်လာနိုင်အောင်ကွမ်ရှင်းနဲ့ဂျန်ပေါက်ကိုတက်သား9000နဲ့အတူမြေဝန်းနာမှာသွားဆောင်ခိုက်ထားတဲ့နယ်။ဟိုပေါင်မအဲ့ဒီလိုလုပ်မဲ့အစားတချို့လူတွေကိုတက်ပြေးဖြစ်ရောင်းဆောင်စေပြီးကျူယန်စီသွားပြီးတော့စခန်းကိုတိုက်မဲ့အကြောင်းပြောခိုင်းရမယ်။ဒါဆိုရင်စူယန်ကအချက်ပေးမိမြင်ရင်လောက်ကူမှာပဲအဲ့ဒီမှာပုံရှုံနေတဲ့ တပ်တွေကသူ့ကိုတိုက်ခိုက်နိုင်တယ်။ထိုအကြံကိုအကောင့်ထဲပေါ်ရန်လှုပ်ဆောင်ကြနေသည်။ဆွန်ဟွန်၏ရှုံးနိမှုများကိုကြားရသောအခါဇွန်ယောင်မှာစစ်ကူပင်းရန်ကြံ့စီနေခဲ့သည်။ထိုအချိန်တွင်ရန်သူဖက်မှတပ်ပြေးများရောက်လာသဖြင့်မေးမြန်းစစ်ဆေးခဲ့သည်။ကျွန်တော်တို့ကဖုန်ရှိလက်အောက်ကစစ်သားတွေပါ။ကျွန်တော်တို့ကိုနှိပ်စက်ညှင်းပန်းလို့ကျွန်တော်တို့ထွက်ပြေးလာတာပါကျွန်တော်တို့မှာအရေးတကြီးပြောစရာရှိပါတယ်။ဘာအကြောင်းများလဲ။ဒီညမှာဖုန်ရှိကစစ်သူကြီးစွန်ဟွန်းရဲ့တိုက်ကိုတိုက်လိုက်မယ်။ သူကဒါအခွင့်ကောင်းလို့ထင်လို့လောက်တာပဲသူတို့ကအချက်ပြမိကိုတုံးပြီးအချက်ပြလိုက်မယ်ကျူယန်ဒီထိုသူတို့ကိုတန်တရာမရှိတော့ဘဲလူတယောက်ကိုလှုပ်ပြီးထိုအကြောင်းကိုစွန်းခွန်ကိုပြောစီသည်တော်တော်လမ်းတွင်ထိုသူကိုကွန်ရှင်းကတတ်လိုက်သည်ကျူယန်ဒီစစ်ကူပေးရန်အကြံကိုတွေးနေခဲ့သည်စစ်သူကြီးတဦးဖြစ်သောဆွေရီမအဲ့ဒီစစ်သားပြောတာတွေကိုယုံလို့မဖြစ်ဘူးတခုခုဆိုရင်တက်ဖွဲ့ရောရစ်တိုက်ရောဆုံးရှုံးရလိမ့်မယ် ဒီတော့စစ်သူကြီးမတော်ဘဲနဲ့ကျွန်တော်ကိုတော်ခွင့်ပြုပါထို့အဆိုသည်တင့်တော်သဖြင့်ဇူယန်ကခွင့်ပြုလိုက်သည်ထိုညတွင်ဟိုပန်၊ဇန်းနန်နှင့်ဖုန်းရှိတို့သည်ဆွန်ခွန်ဤစခန်းကိုသုံးဖက်သုံးလံမှတိုက်ခိုက်သည်တပ်သားတို့သည်လည်းထွက်ပြေးကုန်ကြသည်ထို့နောက်စခန်းကိုမီးရှို့လိုက်သည်ထိုမီးကိုချွေးရီမြင်သောအခါတပ်ဖွဲ့တို့ဖြင့်ချီတက်သွားခဲ့သည်တောင်ကုန်းတစ်ခုနောက်မှဖြတ်သွားသောအခါကွမ်ရှင်းနှင့်ဇန်းပေါတို့ဤတက်သည် ဘယ်ညာတစ်ဖက်စီမှထွက်လာပြီးတိုက်ခိုက်နေသည်။အာအာတင့်တော်သောဆွေးရည်သည်ထွက်ပြေးရန်ပြုတော်လဲចောင်းပေါက်နှင့်တွေ့ပြီးတုံ့ပန်းအဖြစ်ဖမ်းခံလိုက်ရသည်။ထိုအကြောင်းကိုစူယံကြားတော့အခါကြောက်လန့်ပြီးမြင့်နှင့်မိုင်၂၀အကွာသို့ဆုပ်လေသည်။စွန်းခွန်ဤတက်သည်လဲထွက်ပြေးသွားကြသည်။ထို့သောထွက်ပြေးရင်စွန်းခွန်မှအရှိမအကအကွေကောင်းကောင်းနဲ့ကိုယ်တော်ရှိတဲ့မြို့ရှိလား။မြောက်ဘက်မှာလီရင်မှာကျွန်တော်တို့စခန်းချနိုင်ပါတယ်။ ူတို့သည်ထုံမြို့သို့ရောက်သောအခါရန်သူတို့လည်းရောက်လာကြပြီး လေးဖက်လေးလက်မှဝန်းရံထားခဲ့သည်။ကွမ်ရှင်းရဲ့ကျမ်းပေါက်တို့သည်တုံ့ပန်းကိုဖမ်းပြီးနောက်အီဂရစ်နှင့်သွားတွေ့ခဲ့ရာစစ်အောင်နိုင်သောကြောင့်အီဂရစ်မှဝမ်းသာအားရဖြစ်နေခဲ့သည်။တုံ့ပန်းကိုတည်တံပေးပြီးနောက်တပ်ဖွဲ့တို့ကိုဆုလက်များပေးခဲ့သည်။ထိုအောင်နိုင်မှုတည်င်းကိုကြားသိရသောအခါဝူပြီးခေါင်းဆောင်တို့သည်စစ်တိုက်လူစိတ်မရှိကြတော့ပေ။ဝူမင်းသားသည်စွန်ဟွန်၏စစ်ကူတောင်းဆိုမှုကိုသိရသောအခါကြောက်လန့်သွားပြီးမြည်တို့လောက်ရမည်ကိုမသိဖြစ်သွားသည်။ ချိုအခါအစည်းအဝေးလုပ်ပြီးတိုင်ပင်သည်ဆွန်ဟွမ်ကလီယင်မှာပြိမ့်မိနေပြီးဇုံယန်ကဆစ်ရှုံသွားပြီဒါဘယ်လိုဆက်လုပ်မလဲဇန်ကြောင်မတခင်ကြီးလက်အောက်ကအမှုထမ်းတချို့ကတီးဆုံသွားခဲ့ပင်ပဲအများကြီးချက်မှသေးတယ်သူတို့သူတွေအထဲကတော့ဘက်ကိုတုံးရင်တော့တခင်ကြီးရဲ့စိုးရင်တော့ခါတွေကိုပြေပျောက်စေမှာပါဟောင်တန်ကိုစစ်သူကြီးစိုးထိုက်ကိုလက်ထောက်စစ်သူကြီးဖောင်ဂျန်ကိုရှေ့ပြေးတက်ကောင်းဆောင်လင်းထုံကိုတက်ဖြားပိုင်းကောင်းနေကိုတော့ အရန်တက်အဖြစ်အသီးသီးတာဝန်ပေးလိုက်ပါစွစုပေါင်းတက်သားအင်အားသသိန်းကိုအသုံးချရပါမယ်ဆုံးချွန်ကလည်းထိုအတိုင်းပင်လှုပ်ဆောင်စေခဲ့သည်ထိုအချိန်တွင်ကောင်းတင်သည်အပြင်းအထန်မမမကြမ်းဖြစ်နေခဲ့သည်တော့တော်လည်းသူဤတာဝန်ကိုလက်ခံခဲ့သည်ပထမဧကရစ်သည်25မိုင်กว่าခြားသောဝူခိုဂျန်ဖင်မဂျီလင်အထိတက်စခန်းပေါင်း40ကိုတိဆောက်စေသည်သူဤတူနှူးတို့သည်အောင်မြင်မှုအသီးသီးရသဖြင့်အင်မတန်ဝမ်းမြောက်ခဲ့သည် ကျောင်းနောက်ကိုလိုက်ခဲ့တဲ့စစ်သူကြီးတွေမှာအသက်အရွယ်ကြီးရင်ကုန်ကြပြီ။ဒါကြောင့်တိတ်ပြီးအသုံးမဝင်တော့ဘူး။အခုတော့ကျောင်းမှာသူရတတိနဲ့ပြည်စုံနဲ့တူနှုတ်ရှိတော့ဆွန်းချွန်ကိုကြောက်เสียမလိုတော့ဘူး။ထိုချိန်တွင်ဝူတက်မှဟန်တန်နဲ့ဇိုးထိုက်တို့ရောက်လာတဲ့ကိုကြားသိရသဖြင့်တိုက်ခိုက်ရန်စစ်သူကြီးကိုရွေးချယ်နေသည်။ထိုအခါလူတချို့ကဟွန်ဇုံနဲ့စစ်သူကြီး၆ဦးလောက်ကတော့ဝူဖက်ကိုပြေးသွားကြတယ်။ဧကရစ်တီပြုံးပြီး ဟွမ်ဇောကတစ္ဆာဖောက်မဟုတ်ဘူးခုနကကြုတ်ပြောတဲ့အသက်အရွယ်ကြီးပြီးအတုံးမဝင်တော့တဲ့ခေါင်းဆောင်လေးလို့ပြောလို့သူကသူအတုံးဝင်မှာမဟုတ်ကြောင်းကိုပြသဖို့အတွက်ထွက်သွားတာဖြစ်တယ်ထို့နောက်ကွမ်ရှင်းနဲ့ဂျန်ပေါတူကိုခေါ်ပြီးဟွမ်ဇောမအောင်မြင်ခဲ့ရင်သူ့ကိုကူညီလိုက်ပါအောင်မြင်မှုတစ်ခုခုရခဲ့ရင်တော့သူ့ကိုပြန်လာခိုင်းလိုက်ပြီးသူ့ကိုဝမ်းမနည်းစေပါနဲ့တုံးနဲ့သူတို့လူဦးတီ တပ်သားတို့ကိုဦးဆောင်ပြီးအသက်ကြီးရင်သောစစ်သူကြီးကိုကူညီရန်ထွက်သွားခဲ့သည်အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်